thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ KAI ဝဒုတိယဥက္ကဋ္ဌဘိုလ်ချုပ်ကြီးခန့်ဆောင်ဦးဆောင်ပြီးမဟာမိတ်များနဲ့တွေ့ဆုံဆွေးနွေးရကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KAI ဝ KAI ဒုတိယဥက္ကဋ္ဌဘိုလ်ချုပ်ကြီးကွမ်ထန်ခန့်ဆောင်ဦးဆောင်နဲ့ KAI ကိုကိုယ်စားလှယ်ဖွဲ့ကအီဘီလာကောင်ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဝါဒီသားကိုတွားရောက်ကမဟာမိတ်တပ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ကချင်သတင်းအရင်းမြစ်တချို့ကပြောပါရယ်။ဘိုလ်ချုပ်ကြီးခန့်ဆောင် KAI ဥအုပ်ချုပ်ရေးဌာနမှဘုံမှုကြီးလက်ဖိုင်စော်ရောမဟာမိတ်ဆက်ဆံရေးရုံးတာဝန်က က်ဘုံမူကြီးဘရန်နန်ဘုံမူကြီးစင်ဝါရှမ်းမြောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတို့ပါဝင်တဲ့အဖွဲ့ကအေပီလာကွန်ကစပြီးမဟာမိတ်များနဲ့တွေ့ဆုံဖို့ခီးစဉ်စတင်ခဲ့ပြီးမေလပထမပတ်မှာဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSB UWSA ဌာနချုပ်ပန်ဆန်းမှကျင်းပတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းကော်မတီ FBNCC အစည်းအဝေးတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်အခြားမဟာမိတ်တပ်ဖွဲ့တွေကအစ်မြင့်ရရှိဘသူတွေတက်ရောက်တယ်ဆိုတာကမသိရသေးပါဘူးမဟာမိတ်တပ်ဖွဲ့ဝင်တွေတွေ့ဆုံဆွေးနွေးကြတယ်လို့ပဲသိရှိထားပါတယ်မဟာမိတ်တပ် ဖွဲ့ဝင်ကြားရောတဖွဲ့နဲ့တဖွဲ့တီးတန့်တွေ့ဆုံမှုလည်းရှိတယ်လို့တချို့သတင်းအရင်းမြစ်တွေကပြောပါတယ်လို့ကချင်စီရင်နိုင်ငံရေးလှလာသူဦးစော်ဆန်းကပြောပါတယ်။ အခြားကချင်တရင်အရင်မြင့်တုံကလည်း KIO ဒုတိယဥက္ကဋ္ဌရဲ့မဟာမိတ်တင်နဲ့တွေ့ဆုံမှုခီးစဉ်ရှိခဲ့ကြောင်းအတည်ပြုပြောကြားပါရယ်မေလာ6ရက်နေ့က FPNCC တွေ့ရဝပြီမှာလို့တရင်ရင်မြင့်ကပြောပါရယ်ဆက်လက်ပြီးအဆိုပါတရင်ရင်မြင့်ကတအောင်းနဲ့ကလူတူအစည်းအဝေးပဲလုပ်ဖို့ညှိနှိုင်းဖို့တည်တံ့တွေ့ဆုံမှာပါရှန်တက် SSPP နဲ့ကတွေ့ပြီးပြီးဘယ်နှကြိမ်မြောက်လဲတော့မသိတော့ဘူးလို့ပြောပါရယ် KIO ကိုယ်စားလှယ်ဖွဲ့ပန်ဆန်းမှာ FPNCC ဖွဲ့ဝင်တွေနဲ့စည်ရေးနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအပြင်ရင်တန်းနဲ့အပြန်လန်ခီတနေရာမှာကချင်လူတူကကြိုဆိုခဲ့တဲ့ရုပ်သံမတ တန်းကိုလည်းကချင် Facebook မှာရေးသားထားပါတယ်။ဒါကဝါတပ်ဖွဲ့တွေဝါစစ်သားတွေကြားထဲမှာညက်လာတဲ့ဒါကကချင်စစ်သားလို့ရုပ်သံမမျိုးသားတအုပ်ကရှင်တန်းပါတပ်ဖွဲ့ဝင်တွေကိုကြည့်ပြီးပြောဆိုနေတဲ့ကိုကြားရပါတယ်။ပန်စမ်းမှာ FNCC အစည်းအဝေးကျင်းပခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဝါတပ်ဖွဲ့တာဝန်ရှိသူထံဆက်သွယ်မိမြန်းထားဆဲဖြစ်ပါတယ်။ FNCC ကဝါတပ်ဖွဲ့ UWSA မိုင်းလာ NDAA Shan SSPB ကချင်း KI ဝတ်တောင် DNL ကိုကန် MND ရခိုင်အီတို့နဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။ ကရင်ဝဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးကရင်ဝကရင်ရေးတရင်ပြန်ကြိုင်းဌာနတာဝန်ခံပုံမှုကြီးနော်ဘူးတန်ဆက်သွယ်မိမြန်းထားဆဲဖြစ်ပါတယ်အဓိကတော့ FPNCC အဖွဲ့ဝင်တွေနဲ့စီရေးနိုင်ငံရေးပတ်သက်တဲ့ဟာရီလက်ရှိမဟာမိတ်တပ်ဖွဲ့ဝင်တွေကြားမှာနေမြင်အငင်းပွားမှုကိစ္စနဲ့ပတ်သက်ပြီးသူတို့သွားရောက်တွေ့ဆုံဆွေးနွေးရလို့သိရှိထားရတယ်လို့ဦးစော်ဆန်းကဆိုပါတယ်ဆွေးနွေးမှုတွေမှာမြည်တိသဘောတူညီချက်များရရှိရဆိုတာကိုတော့အသေးစိတ်မသိရှိနိုင်သေးဘူးလို့၎င်းကပြောပါတယ်ရှမ်းမြောက်ရဲ့စီရေးနိုင်ငံအခြေအနေကတော့ SSPB ရဲ့ KIA ရဲ့ TNL ရဲ့တုံးဖွဲ့ကတော့ ီရေးနိုင်ငံရေးအမြန်ဆုံးပူပေါင်းတင်ပါတယ်အထူးသဖြင့် KIA နဲ့ TNL တက်ညီလက်ညီစီရေးမှာပူပေါင်းဆောင်ရွက်တဲ့အချိန်ရပါပြီလို့ဦးစော်ဆန်းကပြောပါတယ်မဟာမေ KIA ကိုနဲ့ KNL TNL ကြရှမ်းမြောက်မှာမြေပြင်ပြဿနာအချို့ဖြစ်ပွားခဲ့ပြီးအဲ့ဒီကိစ္စအပါအဝင်မဟာမေအဖွဲ့အချင်းချင်းကြပိုးအဆင့်ကောင်းဆောင်များတွေ့ဆုံဆွေးနွေးဖို့ပြင်ဆင်ညှိနှိုင်းနေရလို့ KIA ကိုနဲ့ TNL တို့ကအတည်ပြုပါတယ်နောက်ထပ်တစ်ပုတ်အနည်းငယ်သခိုင်းမှာစတင်ကြောင်းကိုစစ်တပ်လေးကြောင်းတိုက်ခိုက်တဲ့အတွက်ကလေးများတိုက်စုံမှုအပေါ်ကုလအတွင်းရင်မှုချုပ်ကစိုးရင်ပြီးအကြမ်းဖက်မှုကိုရှုံ ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမှာစာတင်ကြောင်းကိုစစ်တပ်ကလေးကြောင်းတိုက်ခိုက်တဲ့အတွက်ကလေးများတည်ဆောမှုအပေါ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်ကဆိုရင်ကြောင်းထုတ်ပေါ်ပြောဆိုလိုက်ပြီးအကြမ်းဖက်မှုကိုရှုံချကြောင်းကုလသမဂ္ဂကတရားဝင်သတင်းထုတ်ပြန်ပါတယ်။မေလ၁၂ရက်နေ့စကိုင်းတိုင်းတပည့်ရင်းမြို့နယ်ရှိစာတင်ကြောင်းကိုစစ်ကောင်စီတပ်ကလေးရင်နဲ့ပုံချချခဲ့ပြီးကျောင်းသားကျောင်းသူကလေးငယ်၂၂ဦးနဲ့ဆရာမ၂ဦးစုစုပေါင်းလူ၂၄ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ငလင်လောက်ခတ်ခဲ့မှုခံရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကစာတင်ကြောင်းတစ်ခုကိုမြန်မာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါ်အထွေထွေအတွင်းမှုချုပ်ကစိုးရိမ်မိကြောင်းနဲ့အခုလိုလေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်တွေတိုက်ဆုံတရားရခဲ့တယ်လို့သိရပါတယ်။မြင်းငလင်းကြောင့်ကေဆိုင်လုပ်ငန်းများအဆင်ပြေချုံးမွေစေဖို့မြန်မာစစ်တပ်ကအပြစ်ခတ်ရဲစိန်ကိုမေလ31ရက်နေ့တပ်တန်းတိုးထားတယ်လို့ကြေညာထားပြီးမြဲလေဒီဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်လက်နက်ကင်ပဋိပက္ခဖြစ်နေချိန်မှာစာတင်ကြောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးပုံမကျပဲကလေးတွေကိုစာတင်ဖို့စာတင်ကြောင်းတွေကလုံခြုံမှုရှိရပါတယ်အထွေထွေအတွင်ရေးမှုချုပ်ကအကြမ်းဖက်မှု ပုံစံအားလုံးကိုရှုံချပြီးအပြည့်ပြည့်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေရအရက်သားတွေကိုကာကွယ်ရေးကအဓိကစံတန်ဖိုးဖြစ်တယ်ဆိုတာကိုထပ်မံအတည်ပြုပါတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကမေလာ၁၂ရက်မှာထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်နဲ့ကိုယ်စားလှယ်တာမန်ကြီးဦးကျော်မိုးထွန်းကလည်းတပန်ရင်းမြို့နယ်ရှိစာသင်ကျောင်းကိုစစ်တပ်ကလီချောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်များနဲ့ဆရာမများတိစုံခဲ့မှုအပေါ်တတိထောက်တာဓာတ်ပုံများနဲ့အတူတကွကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံကိုတင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာအစည်းအဝေးများမှာတရားဝင်ထုတ် 破表数嘅话咧。 နောက်ထပ်တစ်ပုတ်အနည်းနဲ့တည်ရကူနဲ့ဥဝီရီသူလုံးရဲ့ကြောင့်ဗုဒ္ဓဘာသာကိုအစွန်ရောက်စစ်သွေးကြွအဖွဲလို့မြင်လာကြောင်းတန်ခါသမကပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဥညာနေတရာဥစေကိန်းနာနဲ့ဥဝီတဲ့သူတို့ကအာနာသိန်းစစ်ကောင်စီရဲ့အကြံဖက်လုံးရက်တွေကိုတားမြစ်ရမယ်စားမြောက်ပင့်ပြီးနေလို့ဗုဒ္ဓဘာသာကိုရက်ဆက်ကြမ်းကြုတ်တဲ့အစွန်ရောက်စစ်သွေးကြွအဖွဲလို့မြင်လာကြတယ်လို့ငြိမ်းချမ်းရေးတန်ခါသမကအဖွဲမှပြောပါရယ်။ငြိမ်းချမ်းရေးတန်ခါသမကအဖွဲမှဥညာနေတရာဥစေကိန်းနာနဲ့ဥဝီရီသူတို့ကလုံးရက်တွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်တဲ့ထုတ်ပြန်ချက်တစ်ခုကိုမေလ23ရ ျက်မှထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်းစီရဲ့လုံရဲကြောင့်စကိုင်းတိုင်းနဲ့ရခိုင်ပြည်အတွင်းအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရတဲ့အရှက်သားပြည်သူတွေရဲ့တိုက်ဆုံခဲ့ရမှုဖြစ်စဉ်အပေါ်ငြိမ်းချမ်းရေးတန်ခါတမကဖွဲ့ကပြောဆိုလိုက်ကြပါမင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်းစီဖွဲ့ကကိုးကွယ်တဲ့တိရကူစီရတော့ဦးစေကိန်းနာဦးဝေရသူအစားရှိတဲ့ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်ကအကြမ်းဖက်တောင်းကျမ်းတဲ့လုံရဲတွေကိုတားမြစ်ရမယ်စားမြောက်ပွင့်ပြီးနေတော့ဗုဒ္ဓဘာသာကိုရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအစွန်ရောက်စစ်သွေးကြွအဖွဲ့လို့မြင်လာကြပြောလာကြတာကိုလည်းနားစရာမရှိတော့ တော့ပါဘူးလို့ငြိမ်းချမ်းရေးတန်ကတမကဖွဲ့ကဆိုပါတယ်။မရောက်လိုက်ဥဆောင်တဲ့စစ်ကောင်စီဖွဲ့ကိုကဘာကျော်အိုင်စစ်ကဲ့သို့ဗုဒ္ဓဘာသာရဲ့အလွန်ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအစွန်ရောက်ဆက်သွေးကြဖွဲ့လို့ပြောဆိုနေကြပြီလို့ငြိမ်းချမ်းရေးတန်ကတမကဖွဲ့မှာထုတ်ပြန်ထားပါတယ်။အခုဆိုရင်ပို့ချုပ်မှုကြီးမရောက်လိုက်ဥဆောင်တဲ့စစ်ကောင်စီဖွဲ့ရိကြောင့်ဗုဒ္ဓဘာသာဟာလည်းရက်ရက်ဆက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအစွန်ရောက်ဆက်သွေးကြဖွဲ့ဖြစ်နေပါပြီလို့ဆိုပါတယ်။အပြစ်မဲ့ပြည်သူတွေပေါ်မင်းရောက်လိုင်းက ရက်ဆက်ကြံကြုံအကျဉ်းနာတရားကင်းမဲ့ခြင်းတနားညာတာမှုခေါပါခြင်းကိုချင်းစာတရားမရှိရပြင်အလွန်တရားဆက်ဆုပ်ရွှန်ရှာစရာကောင်းနေပုံကျဲတက်ဖြတ်မှုအောက်တန်းကြတဲ့လုပ်ရက်တွေကိုမရှက်မကြောက်ထပ်တလဲလဲကျူးလွန်နေကြောင်းလဲငိမ့်ချင်တန်ခါတမကဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်စီဖွဲ့ရဲ့ကျူးလွန်မှုတွေကိုဆင်ရဆွေးမှုနဲ့အမြန်ဆုံးအရေးယူနိုင်ဖို့ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လဲငိမ့်ချင်တန်ခါတမကဖွဲ့မှတောင်းဆိုထားပါတယ်။စကိုင်းတိုင်းတပင်းရင်းမျိုးနဲ့အိုထိန်ကွင်းကြီးရွာကစာတင်ကြောင်းကိုမေလ၁၂ရက်နေ့မနက်ပိုင်းကစစ်ကောင်စီမှလေးချောင်းပုံ ကျဲတိုက်ခိုက်ခဲ့ပြီးဆီယာမနှစ်ဦးပါဝင်ကလင်းငယ်23ဦးတေဆုံးခဲ့ပြီးဒါဇင်နဲ့ချီတဲ့ကလင်းငယ်များလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကရခိုင်ပြည်ထုံးရွေကြီးွာကိုမေလ23ရက်မနေ့ပိုင်းကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအရတား73ဦးတေဆုံးပြီး20ဦးထပ်မံနဲ့ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။